ဒီနေ့ကတော့ဒီကြောက်စဲ မြို့နယ်တွေကကလကြောင်းကြီးရွာမှာဒီမူလာတန်းလွန်ကျောင်းဖွင့်ပွဲကို လာပြီးတော့မှအာကျောင်းဖွင့်ပွဲလာပြီးတက်ရောက်ခြင်းဖြစ်ပါတယ်။စန္ဒကောင်ဖောင်ဒေးရှင်းအနေနဲ့အခုဒီအာကျောင်းပေါ့နော်အာပညာရေးနဲ့ပတ်သက်ပြီးတော့မှဒါ supporting ကောင်းကောင်းပေးခြင်းနဲ့အနာဂတ်လူငယ်တွေကိုကျွန်တော်တို့ပညာရေးမှာထူးချွန်စေခြင်းနဲ့ရည်ရွယ်ချက်ကျောင်းကောင်းကောင်းတွေနဲ့အဆင်ပြေပြေတက်ရောက်နိုင်စေခြင်းနဲ့ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဒီကျောင်းဆောက်လုပ်ခြင်းဖြစ်ပါတယ်။အာ Devenino Foundation အနေနဲ့ဆိုလို့ရှိရင်ဒီငလင်း ကာလပေါ့နော်နေကာလအလုံးမှာဒီအဲလိုအပ်နေတဲ့ပစ္စည်းလေးတွေเนาะစေဝါပစ္စည်းတွေเนาะလူအသုံးဆောင်ပစ္စည်းလေးတွေဒါတွေကိုလည်း ငလင်ပြီးတဲ့အချိန်မှာအချိန်နဲ့တပြေးညီအမတို့ဘက်ကနေပြီးတော့မလူတန်းခဲ့တာတွေရှိပါတယ်။နောက်ပြီးတော့ဒီလူအသုံးဆောင်တဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းလူတန်းခဲ့တာတွေရှိပါတယ်။နောက်ပြီးတော့ဒီအမတို့ဒီ2024ခုနှစ်ကဆိုရင်ဒီအမတို့တက္ကသိုလ်ပေါ့နော်တက္ကသိုလ်ဆက်တကြောင်းမှာအမတို့သိန်း8000တန်ဖိုးရှိတဲ့ဒီအမတို့ electronic ပစ္စည်းတွေပေါ့နော်ဒီသင်ကြားရေးမှာအထောက်အကူပြုတဲ့ပစ္စည်းတွေကိုအမတို့လူတန်းခဲ့ပါတယ်။ โอเคအခုတက်နဂါဖောင်ဒေးရှင်းအနေနဲ့ဒီလိုဆောက်လုပ်လူတန်းနိုင်တာတော့ဒီအမားတို့ရဲ့မိဖက်ကုမ္ပဏီတွေဒီလာကတ်စတမာကြီးတွေရဲ့ဒါအကူအညီပံ့ပိုးမှုတွေနဲ့အမားတို့ဒီလိုမျိုးဆောက်လုပ်လူတန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ရှေ့လျှောက်မှာလည်းအမားတို့ဒီဘက်ကဒေဗယ်ရိုင်းနိုဖောင်ဒေးရှင်းကနေပြီးတော့မှရှေ့လျှောက်လူတန်းမဲ့အချိန်မှာလည်းမိဖက်ကုမ္ပဏီကြီးနဲ့အတူတူပူးပေါင်းပြီးတော့မှချိတ်ဆက်ပြီးတော့လက်တွဲပြီးတော့လှုပ်ဆောင်သွားခြင်းပါတယ်။ ရာကျွန်တော်တို့28ရက်3လပေါ့ဟို2025မှာဟိုငလင်းတဘာဝဘေးအန္တရာယ်ကြာရောက်ခဲ့ပါတယ်အဲ့မှာကျွန်တော်တို့63နဲ့ပင်မဆောင်ကျောင်းဆောင်ကြီးသူဖြစ်စည်းခဲ့တယ်ပြူပြပြူပြခဲ့တယ်ပေါ့ဟုတ်ကဲ့ပါဗျအဲ့မှာမျိုးနဲ့ပညာရေးနဲ့ကျွန်တော်တို့ကျန်းမာရေးဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့ဆက်သွယ်ပါတယ်ဆိုင်းအကြောင်းကိုဒီဖောင်ဒေးရှင်းကဒီကျောင်းဆောင်တွေလာပြီးเนาะပြုပြမှုတွေကြည့်ပြီးတော့လူမဲ့တစ်စောင်းလူမဲ့ဆိုတော့အထူးဝမ်းသာပါတယ်မိဘတွေလည်း ပြောကြတဲ့သူအတိုင်းထက်မကပေါ့အကြောင်းသူကြောင့်လာတဲ့ဝမ်းသာကြပါဗျာကောင်းဆောင်နဲ့ပတ်သက်ပြီးတော့လက်ရှိပါဝင်လူတန်းပါဝင်လူတန်းမှုအတွက်ပေါ့ကျွန်တော်ဒီ concession အပိုင်းကိုတာဝန်ယူပြီးတော့ကြတော့ကျွန်တော်အဲဆောင်ရွက်တဲ့နေရာမှာလည်းပဲကျွန်တော်တို့ဒီကြက်ခိုင်ရဲ့အပိုင်းအားလုံးအတွက်ကိုတော့ဆွဲခြားသူတိခြားခြားကျွန်တော်တွက်ချက်ပြီးကြကြမှာ ကျွန်တော်တို့အာတိဆောက်တာဖြစ်ပါတယ်ဗျ။အဲတိဆောက်စင်ကာလမှာလည်းပဲကျွန်တော်တို့လက်ရှိသုံးဆွဲတဲ့ပစ္စည်းတွေကတော့ဒီအကြီးသွေးပြင့်မြည်တဲ့ပစ္စည်းတွေကိုပဲကျွန်တော်ရွေးပြီးတော့ကြာတော့ထဲသွင်းတိဆောက်ထားဖြစ်ပါတယ်ဗျ။ဟိုအခုလိုပဲပါဝင်ဒီတိဆောက်ဟုတ်ရခွင့်ရတဲ့အတွက်လည်းကျွန်တော်အင်မတာမတ်ကိုဝမ်းသာကုန်ယူမိပါတယ်ဗျ။ဟုတ်ခိုင်ကမှုရှိအောင်လားကျွန်တော်ဆွဲချသေးသေးချာချာတွက်ပြီးကြာမှတိကျတိဆောက်ပါရပြပြီးတော့အကြီးသေးမြန်မာတဲ့ကျွန်တော်တို့ဒီ PC တွေကိုထဲသွင်းပြီးတော့ အဲ့တိုင်းကျွန်တော်တိစောက်ထားပါတယ်ဗျ။ခဲခဲကတော့ကျွန်တော်တို့အခုလက်ရှိဆောင်ရွက်နေစဉ်ကာလမှာတော့ဒီမိုးတုံးကာလဖြစ်တော့ကြတော့အဲ့နည်းနည်းမိုးရွာတဲ့အပိုင်းအခက်ခဲရှိတာပဲရှိပါတယ်ဗျ။ကျွန်တော်ကတော့အလုံးအစင်ဖြစ်ပါတယ်ဗျဒီစောက်တော့။ကျောင်းမဆောက်ခင်တော့ကျောင်းဆောင်ကြီးကဒီပြမဆောင်ကြီးပြိုးပါတယ်လေ။ပြမဆောင်ပြိုးတော့ကလေးတွေကဒီကျောင်းစာသင်ခန်းကခက်ခဲရှိနေတာဟုတ်ခက်ခဲရှိတော့အဲ့မှာ ီငလင်းပြီးပြီးချင်း နောက်ရက်မှာကျန်တဲ့ကောင်ဖောင်ဒေးရှင်းတွေပြောလာကြည့်တယ်လေအစားအုပ်လှူဒန်းဖို့ပေါ့နော်လာကြည့်တယ်လာကြည့်မှနောက်ရက်ကျမတို့ကပြန်ပြီးတော့ကိုဖန်းပြန်ပေးတယ်ဗျအစားအုပ်လှူပေးတယ်ဆိုတဲ့အကြောင်းအဲအဲ့မှာလည်းဒီအစားအုပ်လှူပြီးတော့စောက်ပြီးတော့လှူဒန်းပေးရပေါ့ဟောပြောတာပေါ့ဒီလိုကျမတို့ကိုခန်းနေဆိုရင်ကလေးတွေကအမှလည်းမသိဘူးလေဒီလိုမျိုးမပန်းနာနဲ့မိတယ်တော့တကယ်ကိုပြောပါတင်ရပြောပါတယ်ဘာလို့လဲဆိုတော့လူမျိုးចောင်းဆောင်ကြတော့ဒီပုံကကျမလည်းမရှိဘူးလေဒီလိုမျိုးပန်းကားတွေမီးတွေနဲ့အဆုံသင်ရတာကိုဒီကျမတို့လည်းစာသင်ရတာဟိုလုံးလုံးတင်းတင်းလေးရှိတော့ အရင်အရင်လဲဝမ်းသာတယ်ပျော်လဲပျော်ပါတယ်အဲအကြောင်းတော့ပကြီးစောက်ကလေးကလေးတွေကဒီတဲ့အခန်းလူနေကြတာသင်ကျင်လို့မို့လို့လေဟိုဘက်သွားအခန်းလူနေလို့ကျမကလေးတွေကိုနေအောင်အလှဲ့အလှဲ့ကြလာမယ်လို့ပြောတာအန်ကိုကြည့်ကြည့်နေတာအဲ့တော့သူစာတင်ရတာတင်ကြရအရင်အစားပင်မဆောင်ရပြတ်သွားတော့တင်ကြရနည်းနည်းအခက်ခဲရှိနေတာလေနေရာအခက်ခဲရှိတော့အခုလိုမျိုးနေရာလေးဖန်တီးပေးတာဆိုတော့နောက်တဲ့ဟိုဆရာဆရာမကြီးအတွက်လည်းတစားတင်ရတာဟိုအရန်ကောင်းတယ်ကလေးတွေအတွက်လည်းနေရာထိုင်ရတာအဆင်ပြေရလေအဲ့တော့ဒီ ီကျန်တဲ့ကောင်ဖောင်ဒေးရှင်းကိုပူပေးရအောင်တကယ်လည်းကျေးဇူးတင်ပါတယ်။ကလေးအတွက်လည်းကျွန်မပူဇော်ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။တဲ့ခက်ခဲရတဲ့ကျောင်းပါလေအိမ်ရတဲ့အကုန်လုံးပြူတော့ကြတာလေဟိုအသားရဲ10တန်းကို10တန်းကိုပထမတစ်ခါဖြေးပြီးဒုတိယတစ်ခါဖြေးမဲ့တော့ငါသား ဖြေမှာဆိုအမေမဖြေချင်တော့ဘူးအိမ်ကလည်းငငယ်တော့တာပြန်ဖြေရမှာဘလိုနည်းနဲ့ဖြေငါတာပြန်ဖြေရမှာအမေနောက်ကနေဘလိုနည်းနဲ့ဖြေပန်ဖို့ပေးမယ်ပေါ့နော်အာနာတာရောတမီရောကြောက်မှဆက်တာအမေဘလိုနည်းနဲ့ဖြေနောက်ကနေပန်ဖို့ပေးမယ်ဆိုကျမတောင်းစုရောကိုဝင်းနဲ့လာစားလေးရောစူဆောင်းပြီးတော့တာတမီတွေကိုပန်ဖို့ပေးပါတယ်ဆင်ကြောက်မလိုက်ချင်တော့အဲ့လိုငလင်းလောက်တော့အိမ်နာဝန်တိတ်မနေချင်းအိမ်ကပြိုသွားအိမ်လမ်းမနေချင်းကြောက်လိုက်ရင်ငလင်းပြီမှလည်းကြောက်တယ် ကျူကျေသူရအောင်ရှင်တကယ်လို့ဒီចောင်းသားကြီးမရှိဘူးရှင်ကျမတို့တာသမီတွေရွာရဲ့အចောင်းသားចောင်းသူတွေပြန်ပြီးចောင်းတက်လို့အဆင်ပြေပြီးဒီချက်နဲ့ကောင်းကောင်းနေပြီးလာလူတဲ့အတွက်ကြောင့်မလို့ဒီចောင်းသားနဲ့ကောင်းကောင်းမွန်ဖြစ်တဲ့ဆရာဆရာမိုက်တဲ့ကောင်းကောင်းမွန်ဖြစ်တဲ့ចောင်းအចောင်းသူတွေတို့တိုးတက်အောင်ကိုလို့ဆိုအားလုံးမဝမ်းသာပါတယ်ရှင်